အားလုံးပဲမင်္ဂလာပါရှင်အခုစပြီးတော့သုံးဝေးအိတ်ထိုးဖို့အတွက်ကိုစပြီးအခြေခံအကြဆုံးဖြစ်တဲ့ဖူမီထိုးတာနေစပြီးတင်ပေးမယ်နော်ဖူမီထိုးတာထိုးဖို့အတွက်ကိုအခုခြိကင်ကြီးကိုစတင်မယ်ခြိကင်မယ်ဆိုရင်ဘေတန်သမားတွေကကျိုးအဖျားကိုဘယ်ဘက်လက်နဲ့စပြီးကင်မှာညာတန်သမားတွေကညာဘက်လက်နဲ့စကင်မှာအမညာတန်မို့လို့ကျိုးရဲ့အဖျားလေးခြိရဲ့အဖျားလေးကိုညာဘက်လက်နဲ့စကင်လိုက်တဲ့ပြီးဘယ်ဘက်လက်ကို ဖြန့်နေလက်တန်းမှာတပတ်ပတ်တဲ့အတွင်းရနေပြီးတော့ ပြီးလက်ဖမိုးကနေလာမယ်ကျိုးလေးကိုလက်ခလေးရဲ့လက်မရဲ့ကျိုးကမ်းမယ်လက်ညှိုးမှာကျိုးရှိရမယ်လက်ညှိုးကျိုးလေးဒီအပေါ်နားလေးကိုထားတာဒီလက်ညှိုးကျိုးလေးတင်းနေရမယ်ရော့မနေအောင်နော်လက်ညှိုးကျိုးရော့နေလို့ရှိရင်ထိုးရတာမကောင်းဘူးပြီးသွားပြီဆိုရင်အခုဒီမှာဒီလက်မရဲ့ဒီအပေါ်ကနေကင်ပြီးတော့သူ့ကိုတပတ်နေလိုက်မယ်အထက်ဖို့အဝိုင်းကြီးခွင်းလေးလောက်တာနော်ခွင်းလေးရပြီဆိုရင်သူ့ကိုဒါချီကင်ပြီးသွားပြီအပ်ကင်မယ် အကင်လို့ရှိရင်အဲ့ရဲ့အပြားမှာဒီအပြားလေးမှာနော်လက်မရဲ့လက်ညှိုးရထားတယ်လက်ကလေးကရှေ့လေးကိုထောက်ထားတယ်ဒါအကင်နာခြေကင်အကင်ကိုမှန်အကင်နော်ခြေကင်နာအကင်နာမှန်မှထိုးရတာလွယ်တယ်ခြေကင်အကင်မှားနေထိုးရပုတ်ခတ်လိုက်မယ်ပြီးသွားရင်ကိုအက်ကိုကိုဘက်ကနေထည့်မယ်ဒီလိုမျိုးထည့်လိုက်ပြီးပြီးရင်ဒီမှာလာထားမယ်ဒီလိုမျိုးအကကိုရဲ့ပချံဒီကျိုးလေးကဟိုပချံနော်အကကိုပဲကျိုးတိကိုပဲဒီလိုထားမယ်ထားပြီးဒီမှာအက်ကိုတရရစ်လိုက်တယ် အကောင်းမှကျိုးချိတ်တယ်ချိတ်ပြီးသွားရင်သူ့ဒီမှာ ქვენ နေရှိတယ်ဟုတ် ქვენ နေကဆွဲထုတ်မယ်ဆွဲထုတ်ပါလာပြီပါလာပြီဆိုရင်သူအက်ကိုထောင်လိုက်မယ်ပြီးခုနလို့ဒီလိုပဲအက်ကကိုပဲကျိုးတီဟိုပဲဒီလိုပဲလာမယ်ရစ်မယ်အကောင်းမှချိတ်မယ်ချိတ်ပြီး ქვენ နေနေပြန်ဆွဲထုတ်မယ်ဒီမှာပါလာပြီပါလိုက်ထောင်တင်လိုက်တော့ထပ်မဆွေးနေနဲ့နော်ပါတာထပ်မဆွေးတော့ဘူးထောင်တင်လိုက်မယ်အဲ့လိုပဲအကကုတ်ပဲကျူတီဖို့ပဲရစ်မယ်ချိတ်မယ် ဆွဲထုတ်မယ်ပါလိုင်းထောင်တင်မယ်အဲ့တိုင်းတစ်ချက်ပြီးတစ်ချက်ထိုးရမယ်ရစ်မယ်ချိတ်မယ်ဆွဲထုတ်မယ်ဆွဲထုတ်မယ်ဆိုရင်ကိုယ့်ရဲ့အကောင်လေးဒီကွင်းနဲ့နေပြန်ထွားရမှာအဲ့တော့ဒီကွင်းထိတ်ကိုရောက်မြတ်သေးကြကြည့်နော်ရောက်ပြီဆိုမှထုတ်တတလေးပဲထုတ်လို့လွယ်တယ်အဲတချို့တွေကြတော့လေထုတ်လို့ပြောရင်အတင်းဒီလိုဆွဲနေဒီကွင်းရဒုတိယနဲ့ကွင်းရဒီကောင်းနဲ့ဝင်နေတော့သူကဒီလိုမျိုးဆိုတော့ထွက်မှာမဟုတ်ဘူးလေနော်ကိုယ့်ရဲ့အကောင်ဒီကွင်းနဲ့ထွက်မှာဆိုကွင်းထည့်ရမဲ့တိကျကြီးရောက်ပြီဆိုမှထုတ်တတလေးပဲ ရစ်မယ်ချိန်မယ်ဆွဲထုတ်မယ်ဒီတိုင်းပဲဒါရှာထိုးရမယ်တစ်ချက်ထိုးလိုက်လို့ရှိရင်တစ်ချက်စာရှည်လာတယ်ဒီမှာတစ်ချက်ရှည်လာတယ်ရှည်လာတဲ့ဟာနဲ့လက်ကိုအပေါ်ရှိကန်ရစ်မယ်ချိန်မယ်ဆွဲထုတ်မယ်ဒီမှာရှည်သွားတယ်လက်ကိုရှိကန်အဝေးမှမကြင်နဲ့အဝေးမှကြင်ရင်ထိုးရခတ်လာမယ်ထိုးချက်မလာတော့နော်ရစ်မယ်ချိန်မယ်ဆွဲထုတ်မယ်ဒီတိုင်းပဲဖြည်းဖြည်းချင်းလေးကြည့်မှာ ဒီအလေးကိုရပြီဆိုရင်နောက်ထပ်အသစ်တစ်ခုကိုထည့်တင်ပါမယ်ဒီမှာဒီလိုမျိုးလေးဖြစ်လာနိုင်မယ်အခုမှအစဆိုတော့ညီမတို့ထောက်ခတ်လိုက်မယ်စိတ်ရှိရှိနဲ့ဖြည်းဖြည်းချင်းလိုက်တင်နော်ဖြည်းဖြည်းချင်းလိုက်တင်အမတင်နန်းကန်လိုက်ပြီမတတ်မထားမတတ်မချင်းမပြီးမချင်းအားလုံးတင်ပေးသွားမှာမို့လို့စိတ်ရှိရှိထားပြီးတော့ဖြည်းဖြည်းချင်းတင်ပါမအားရင်အားတဲ့အချိန်မှာလိုက်တင်လို့ရပါတယ်နော်ဒီမှာဒီလိုမျိုးလေးထွက်လာမယ်တချို့ကဟိုထိုးရတာခက်တက်ခါကြတော့လေခွင်းရင်ကြီးကြီးပြီးထိုးတတ်တယ် ဆွဲတင်လိုက်တဲ့ဒါခွင့်ရအရှင်ဦးကြည်ပြီးတော့ထိုးတဲ့ခါကျတော့ဒီလိုမျိုးကြီးတွေအကြီးကြီးတွေထွက်လာချောင်းချောင်းကြီးတွေမလှအောင်နော်အောက်ကလိုညီညီလေးဖြစ်ရမှာအဲ့တော့ကိုကအခုမှစဆိုတော့ထိုးရတာနည်းနည်းတော့ခတ်လိုက်မယ်ခုနကပြောသလိုအဲ့တော့ကိုကထိုးရလွယ်ချင်းအမတို့ဆိုအဲ့နဲ့ခွင့်နဲ့ဒီလိုကွက်တိထိုးတာထိုးရလွယ်ချင်းနည်းနည်းလေးချောင်းနေဆိုရင်အလုပ်လုပ်လေးနည်းနည်းလေးချောင်းပြီးထိုးချင်းထိုးနော်ပြပြချင်းထိုးစိတ်ရှိရှိနဲ့ထိုးအစတော့ထိုးရခက်လိုက်မယ်နော်ပြပြချင်းသာထိုးပါဒါလေးကဖူမီလို့ခေါ်ပါတယ် ဒါကိုလက်ကလေးနည်းနည်းလေးထုတ်လိုက်ထဲလိုက်လုံးလို့ကောင်းတဲ့အထိဖြည်းဖြည်းချင်းနေချင်းမှာအဲ့ဒါလေးရပြီဆိုရင်နောက်တစ်ခုထပ်ပြပေးမယ်နော်